ကျော်ဒီ95ကုံကလည်းဒီနှစ်လပဲလိုရတယ်ကျွန်တော်ဒီကိုရီးယားသားကိုလဲရနေဆိုတဲ့မှာဘေးသင့်မှာပဲတင့်နေဆိုရှိတာဒါဆိုရင်တော့အဆင်မပြေပါနဲ့ကျွန်တော်တို့ MW1 နဲ့အခုဖွင့်ပေးတော့မယ်ဒီ Korea Taking Class Patch 3 attend လေးရှိပါတယ်ကျွန်တော်တို့တင်တဲ့တင်တဲ့ကြီးကတော့ဈေးပါဒါပေမဲ့ဒီတင်တဲ့သားဘက်ကနေလိုက်နိုင်ရမယ့်စီမင်းစည်းကမ်းတွေတော့ရှိပါတယ်ဒါဆိုဘလိုလူမျိုးအတင်ပြပေးပါလဲ Korean Native Speaker ဆရာမဒေါက်တာ A ပဲဆရာမကလည်းဒီ PhD ဘွဲ့ဟာဆရာမတရားဖြစ်တာကြောင့်မို့လို့တရားရေးဘက်မှာလည်းလောကောင်းဖို့နဲ့ဆရာမတရားဖြစ်ပါတယ်ဒီတင်တဲ့ကာလကတော့နှစ်လဖြစ်ပါတယ် တနက်စတင်မယ့်ရက်ကတော့10ရက်စတလာ2025တနင်္လာနေ့မှာစတင်မှဖြစ်ပြီးတော့တင်းတန်းပြီးဆုံးမယ့်ရက်ကတော့29ရက်စတလာ2025တနင်္လာနေ့မှာပြီးဆုံးမှဖြစ်ပါတယ်။ပတ်စဉ်ပတင်းလာနေ့တိုင်းညပြန်လာရက်နဲ့7နာရီခွဲတိဖြစ်တာကြောင့်မလို့ဒီဂျုံရဲ့ရောအချိန်တွေမှာတက်ရောက်ရမှာဖြစ်ပါတယ်။အာဆုံး platform နဲ့ face to face တင်ပြပေးမှာဖြစ်ပါတယ်။အထူးရှိတာကတော့ဒီတင်းတန်းကိုတက်ရောက်မယ်ဆိုရင်တင်းတန်းဝင်ခွင့်အောင်မြင်မှသာတက်ရောက်ရမယ်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ပေးထားတဲ့ link နဲ့နေပြီးတော့မှတင်းတန်းအတွက်ဈေးပေးတော့နော်။မင်္ဂလာပါကျွန်တော်ကတော့ ဒါဒါရနဲ့တို့စပီကင်ကလာမှာတင်ပြတဲ့ဝေယံထွန်းချင်ပါတယ်။ကိုရီးယားလူမျိုးနဲ့စကားမပြောဘူးတော့လည်းကြောက်တဲ့အတိုင်းပဲကျွန်တော်တို့တက်ကြည့်တော့ခါမှာချေရပြေးပြေးနားလည်အောင်ဆင်ပြပြီးတော့အရန်သဘောကောင်းပြီးတော့အရန်ပြုံးနေမယ်။အင်းချာပေးခဲ့တဲ့ပြကြောင့်ကျွန်တော်ပြောစမ်းနိုင်လဲတင်ပြရပါတယ်။တခက်ပါငါဘောတော့စပီကင်ဆိုတာဟိူတီးတိုင်ယူနဲ့တင်ရုံးနေနဲ့တင်မှုရတယ်မရှိတဲ့အတွက်ကြောင့်ပြီးတော့ Latin native speaker တရားအနေနဲ့တင်ရမှာဖြစ်တဲ့အတွက်ဆက်မလာလို့တက်ဖို့ရည်ရဲတယ်ပြီးတော့တက်ဖြစ်ခဲ့ရပါ။ဟောတရားဆိုလဲတရား ော်ရီဆိုလဲအော်ဝီပေါ့နော်အအပိုင်းလိုက်ကိုလည်းထိချာရှင်းပြပေးတယ်နားလည်အောင်လည်းတော့အခြေခံတက်တက်နားလည်အောင်အခုကိုရှင်းပြပေးရတော့လည်းသင်နဲ့တောက်ဆောက်မှလည်းအဲ့လိုတကူနဲ့ခိုင်လို့ရခဲ့တယ်အဲ့လိုတကူနဲ့နားလည်လက်ခဲ့တယ်ပေါ့နော်